။သာလီဇော့ပါဒီကနေ့မက်ရှလာ၁၈ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူကနေရာနှစ်ခုမှာတပြိုင်တည်းတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တရှို့ကိုအေးအေးကဖမ်းမိခဲ့တဲ့သတင်း။နေရပြန်ရခိုင်စီပီးချောင်ရီကိုစစ်ကောင်စီကဖမ်းဆီးသွားရာကနေပျောက်ဆုံးတာများပြားလာတဲ့တည်င်းနဲ့မောင်တော်မှာနှစ်လခွဲအတွင်း မိုင်းနဲ့စစ်လက်ကျန်ဘုံတိပောက်ကွေးလို့လူငယ်တယောက်တေဆုံးခဲ့ပြီး15ရောက်တန်းအားရရှိခဲ့တဲ့တည်င်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ကြောက်ဖြူမျိုးနေက200ခုမှာတပြိုင်တည်းတိုက်ပွဲဖြစ်ပွားနေပြီးတိုက်ပွဲအတွင်းတက်ကြီးပိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တရှုကို အာရခတက်တိုအီအီကဖမ်းဆီးရမိထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ ကျောက်ဖြူမြို့နယ်ဂုံးရွှိန်တိုက်နေကအမတ်30နှစ်ရေတက်ရင်အနီနာနဲ့တစ်ပုတ်တောင်တိုက်နေကရှောက်ရှောင်းနဲ့စီမော်ကြားကအနီနာတောင်နှမ်းတွေမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့ဆိုပါရယ်မက်ရှလာ16ရက်နေ့ညအချိန်ကနေမက်ရှလာ18ရက်နေ့အထိစစ်ကောင်စီတပ်နဲ့အေအေတို့အကြားတပြိုင်တည်းတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ပွဲကပြင်းထန်နေတယ်လို့စီးရီးတည်င်းရင်းမြစ်တွေကပြောပါရယ်အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကဒရုန်းအများပြားသုံးပြီးတိုက်ခိုက်နေတယ်လို့ကြောက်ဖြူမျိုးနေကစီရီတည်င်းရင်မြစ်ဒေသခံအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရီစစ်ကောင်စီဘက်ကဒရုန်းလာရင်စီစည်းလောက်စီလာတာမျိုးရှိပြီးလက်နက်ကြီးတွေအတွေးလိုက်ကြီးနေဖြစ်နေတယ်လို့သူကပြောပါရီရှောက်ရှောင်းနဲ့စီမော်ကြားကအနီးနားတောင်တန်းတွေမှာဖြစ်နေတဲ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကနောက်ဆုတ်ထွက်ပြေးနေသူတွေလေးရှိနေတယ်လို့မြေပြည်နေသခံစီရီတည်င်းရင်မြစ်အမျိုးသားတယောက်ကနရင်းစရာကိုပြောခဲ့ပါရီ တိုက်ပွဲတွေကြောင့်ပြည်မဖက်မှာစစ်ပီးရှောင်နေကြတဲ့ရခိုင်ကစစ်ပီးရှောင်တွေဟာနေရပြန်လာတဲ့အခါလမ်းမှာစစ်ကောင်စီတပ်ကဖက်စီးသွားရကနေအဆက်အသွယ်မရပြီးပျောက်ဆုံးမှုများပြားလာနေတယ်လို့သိရပါတယ်။ရခိုင်မှာပြီးခဲ့တဲ့2024ခုနှစ်ကဖြစ်ပွားခဲ့တဲ့တောင်ကုတ်ကွအန်နဲ့တန်တွေးစားတဲ့မြို့သိမ်းတိုက်ပွဲတွေကြောင့်အဲ့ဒီဒေသတွေကဒေသခံတွေဟာရန်ကုန်တိုင်း၊ဧရာဝတီတိုင်းနဲ့ပဲခူးတိုင်းတို့ကမြို့နေတွေမှာခိုလုံစပီးရှောင်နေကြရတာပါ။ ူတို့တွေနေရပြန်လာတဲ့အခါနေရကိုရောက်ရှိလာသူတွေလည်းရှိတယ်လို့လမ်းမှာစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးစစ်ဆေးတာကိုခံရပြီးတဲ့နောက်မိသားစုနဲ့အဆက်အသွယ်မရပေပျောက်ဆုံးနေသူတွေလည်းအများပြားရှိလာနေတာလို့စစ်ပီးဆောင်တွေကပြောပါရယ်ပြည်မဖက်မှာစစ်ဆောင်နေကြသူတွေကကိုယ်ဒီတာမှာတိုက်ပွဲမရှိတော့လို့လုတ်ကင်စားတော့ဖို့နေရပြန်ကြတဲ့အချိန်အဖမ်းခံခဲ့ရတာလို့ဒေသခံတွေစီကနေသိရပါရယ် လမ်းမှာရှိတဲ့စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာစစ်ဆေးတဲ့အချိန်အဖမ်းခံရတာပျောက်ဆုံးတာတွေပိုများလာတယ်လို့ဧရာဝတီတိုင်းမှာနေတဲ့ရခိုင်စစ်ပီးရှောင်တယောက်က ပြောပါရယ်။နေရပြန်လာတဲ့အခါလမ်းမှာပျောက်ဆုံးနေကြတဲ့ရခိုင်စစ်ပီးရှောင်တွေကတော့အန်ဂွာနဲ့တန်တွေးစတဲ့မြို့နေတွေကအများဆုံးဖြစ်တယ်လို့လည်းသိရပါရယ်။မောင်နှောမြို့နေမှာနှစ်လခွဲအတွင်းမိုင်းနဲ့စစ်လက်ကျန်ဘုံသီးပောက်ကွေးလို့လူငယ်တယောက်တည်ဆုံးပြီး 15ရောက်တန်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။သူတို့ဟာမောင်တော်မြို့နယ်အတွင်းပြီးခဲ့တဲ့ဇန်နဝါရီလ10ရက်နေ့ကနေမက်ရှလ15ရက်နေ့အထိဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေအတွင်းတည်ဆုံတန်ရာရရှိခဲ့တာပါ။တည်ဆုံသူကတော့မောင်တော်မြို့နယ်ရွှေစားဂုံနာမွတ်စလင်ယောက အသက်22နှစ်အရွယ်ကိုဖေရုစ်ခါဖြစ်ပါတယ်။သူဟာဖေဖော်ဝါရီလ10ရက်နေ့က စစ်ကြံဘုံဒီတလုံးကိုထုကစားတဲ့အချိန်မှာပောက်ကွဲမှုဖြစ်လို့သေဆုံးသွားခဲ့တာပါပြီးခဲ့တဲ့မက်ရှလာ၁၄ရက်နေ့နေ့လီပိုင်းကလေမောင်တော်မြို့နေရွှေစားမွဆလင်ကြီးရော်ဘက်ကိုငားရှာသွားတဲ့လာတာကြီးရော်ကအသက်၄၄နှစ်အရွယ်ဥအဒူဟာလေးဟာမိုင်းနှိမ့်ပြီးညာဘက်ခြေချင်းဝက်ပြတ်ထွက်သွားခဲ့ရတယ်လို့သိရပါတယ်အဲ့ဒီလိုပဲမက်ရှလာ၁၃ရက်နေ့ကလေ မောင်တော်မြို့နေရွှေစားအနောက်မွတ်စလင်ကြီးရွာကလူငယ်9ယောက်5ရှာသွားကြတဲ့အချိန်မှာအသက်18နှစ်အရွယ်ဒေသခံမွတ်စလင်လူငယ်တယောက်မိုင်းမိမိပြီးဘေးဘက်ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ရတယ်လို့မိုင်းစားထိမှန်ပြီးတော့ဘေးဘက်မျက်လုံးပါကွေသွားခဲ့ရပါတယ်ရွှေစားကြီးရွာအုပ်စုမှာစစ်တပ်ကမိုင်းတွေအမြောက်များထောင်ထားခဲ့တာကြောင့်ဒေသခံတွေအနေနဲ့ငှားရှာဟင်းရှာဖို့တွာလာတဲ့အခါမိုင်းရှိနိုင်တဲ့နေရာတွေကိုရှောင်ပြီးတွာလာဖို့လိုအပ်တယ်လို့ မောင်တော်ဒေသခံမွတ်စလင်လူကြီးတယောက်ကပြောပါရယ်မောင်တော်မြို့နေအတွင်မိုင်းရှင်လင်းမှုနဲ့မိုင်းအန်ဒီရဲ့အသိပညာပေးမှုတွေကိုအီအီကဇက်တိုက်ဆောင်ရွက်နေပေမလို့ဒေသခံပြည်သူတွေဟာမိုင်းအန်ဒီရဲ့အသိပေးစည်းကမ်းချက်တွေကိုလိုက်နာမှုအားနေလို့ရှိတယ်လို့ဒေသခံတွေကပြောပါရယ်ဒီကနေ့ရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင် ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ Iawri တိုင်းသာပေါင်းမြို့နယ်ထဲမှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်တာတွေရှိနေပြီးမြေပြင်တိုက်ပွဲတွေဟာလေကြေပြန့်လာနေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။သာပေါင်းမြို့က25မိုင်လောက်ပဲကော်ဝေးတဲ့သာပေါင်းလေကပွန်းချီနဲ့ကြားကောင်းရော်တွေမှာအရခတ်တက်တို့အီအီဥဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့အခုရက်ပိုင်းအတွင်းမြေပြင်တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။ ိုက်ပွဲတွေဟာပုံမကြီးပြန့်လာနေပြီးဖာပေါင်းမြို့နယ်ကျွန်းရည်အုပ်စုသဲဖြူအနီးကကပွန်းချင်ကွန်းတစ်ဖြူအုပ်စုတင်ဝမ်းပူကြာကောင်းရွာတွေကိုစစ်ကောင်စီကလေကျောင်းကနေပုံကျဲတိုက်ခိုက်တာတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီကလေကျောင်းကနေပုံကျဲတိုက်ခိုက်တာတွေကြောင့်ဒေသခံပြည်သူတွေထွက်ပြေးတင်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါရယ်အခုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဟာ တာပေါင်းမြို့နယ်အနောက်မြောက်ဘက်မှာတည်ရှိပြီးရခိုင်ရိုးမရဲ့အနောက်ချမ်းဒေသဖြစ်တယ်လို့သိရပါဗျ။လက်ရှိစစ်ကောင်စီနဲ့အာရခတပ်တို့ EE ပူးပေါင်းတပ်တွေရဲ့တိုက်ပွဲဟာပသိမ်မုံရွာလမ်းမိုင်းကဆက်ဆက်ရွရွာနဲ့ရှင်းလီကျေးရွာနီးထီရောက်ရှိလာပြီးလို့ပသိမ်ဒေသခံတွေစီကနေသိရပါဗျ။နိုင်ငံတကာသတင်းပုတ်အနေနဲ့ကတော့ဗင်နီဇွဲလားနိုင်ငံသားအယောက်နေရာကျိုးကိုအမေရိကန်နိုင်ငံကနေအယ်ဆယ်ဘေဒိုနိုင်ငံမှာရှိတဲ့အကျဉ်းထောင်ကြီးတစ်ခုထဲကို လွှဲပြောင်းပေးလိုက်ပြီလို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားကြပါတယ်။ American သမ္မတ Donald Trump ဟာ American ဗဟိုတရားရုံးကပြည်ပင်ထားတဲ့ကြားက Venezuela ဂိုင်းအဖွဲ့ဝင်နေရာကျော်ကိုလီနဲ့ပြန်ပို့လိုက်တာလေးဖြစ်ပါတယ်။ Acevedo သမ္မတကတော့ Venezuela ဂိုင်းဝင်နေရာ38ယောက်ဟာနောက်ထပ် MS30 အဖွဲ့ဝင်23ယောက်နဲ့အတူ Meshla 16ရဲ့နေ့မနက်ပိုင်းမှာနိုင်ငံထေးရောက်လာပြီလို့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ ထရန့်အစိုးရကခုလိုပြန်လည်လွှဲပြောင်းတာကိုဟန်တာရဲအမိန့်တရက်ကို အမေရိကန်ပြည်ထောင်စုအဆင့်တရားသူကြီးတယောက်ကရှမတ်ခဲ့ပေမဲ့ပြန်ပို့တဲ့လီရင်ဟာတရားသူကြီးအမိန့်ထုတ်တဲ့အချိန်မှာအမေရိကန်ကနေ ထွက်ခေါ်သွားခဲ့ပြီလို့သတင်းတွေက ဖော်ပြကြပါရည်အခုလိုဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်ပြီးအမေရိကန်တရားစီရင်မှုနဲ့နိုင်ငံအတွင်းအပြန်အလှန်ထိန်းချုပ်မှုစနစ်အတွေ့ကြီးမားတဲ့စင်ခေါ်မှုတွေရင်ဆိုင်နေရပြီလို့လေလာသူတွေကထောက်ပြပြောဆိုတာတွေလည်းရှိနေပါသေးရှင်။ နရိစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့နရိစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်းမိသားစုတန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။